ားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကိုမလို့ပေါ့ဗောနော်ရော့ရော့နေတတ်တဲ့ခုခုကိုအကျိုးတရားမှုဖြစ်စေရဲ့လို့ပြောတဲ့ခါမှာအသုံးပြုတဲ့ကျွန်တော်တို့ A နဲ့ပေါင်းတဲ့ effect ရဲ့ E နဲ့ပေါင်းတဲ့ effect အဲ့နှစ်ခုရဲ့ကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်နော်သူတို့နှစ်ခုကလေသူမလို့နဲ့နည်းနည်းလေးရောတတ်တယ်တင့်မလို့နဲ့နည်းနည်းလေးလဲလိုတတ်တယ်ပေါ့နော် Okay အဲ့နှစ်ခုလေးကိုကျွန်တော်ရှင်းပြပေးချင်တာဖြစ်ပါတယ်နော်အဲ့တော့ Okay ကျွန်တော်ကိုရမတို့အရင်ဆုံး A နဲ့ပေါင်းတဲ့ effect သူ့ကိုကျွန်တော်က buff เนาะ buff အနေနဲ့ပဲကျွန်တော်သုံးလို့ရပါတယ်ပြန်မှာကျွန်တော်ရှင်သူက action တခုခုကိုအကျိုးတရားမှုဖြစ်စေတာတခုခုကိုဖြစ်ပေါ်စေတယ်တခုခုကိုအကျိုးတရားမှုဖြစ်စေတယ်အဲ့မျိုးသော verb နည်းနည်းပေါ့နော်သူက verb action နည်းနည်းသူကကျွန်တော်တို့အသုံးပြုပါတယ်နော် verb အနည်းနည်းအသုံးပြုတယ်ပေါ့နော်ဟုတ်ပြီဥမာအပြည့်ဆိုလို့ရှိရင် the weather will affect our travel plans ရာသီဥတုကတော့တဲ့ငါတို့ပေါ့နော်ငါတို့ရခီးသွားမယ့်အစီအစဉ်ကိုအကျိုးတရားမှုဖြစ်စေမှာနော်တဲ့ မယားတို့ကောင်းရင်ကောင်းတယ်လို့ပေါ့ဆိုရင်ဆိုတယ်လို့ပေါ့နော်ကြိုးတရားမှုဖြစ်စေမှာပေါ့နော် Okay now example her kind words deeply affected me in a good way သူမရဲ့နူးညံ့ညင်သာတဲ့စကားလေးတွေကျင်နာတတ်တဲ့စကားလေးတွေရပေါ့နော်ငါ့ကိုပေါ့နော်ကောင်းမွန်တဲ့ပုံစံလေးကိုကြိုးတမ်းမှုဖြစ်စေတယ်ကောင်းစေတယ်ပေါ့အတိတ်ပဲရတာကောင်းစေခဲ့တယ်ပေါ့ကောင်းအောင်ဖြစ်စေခဲ့တယ်ပေါ့နော် Okay ဒါကကျွန်တော်တို့က तू က verb နဲ့လောက်တာ तू ဒီ effect Okay နောက်တစ်ခုကျွန်တော်တို့ e နဲ့ပေါင်းတဲ့ကျွန်တော်တို့ effect okay e နဲ့ပေါင်းတဲ့ဒီကျွန်တော်တို့ e နဲ့ပေါင်းတဲ့ effect ကကျွန်တော်ဘယ်မှာသုံးလဲဆိုလို့ရှိရင် तू က noun level သုံးလို့ရတယ်ပြတ်မဲ့ဆိုကြ तू ကရလက်ကျွန်တော် at resource လို့ခေါ်တယ်ရလက်တခုခုပေါ့နော်ဇုံတစ်ခုကြောင်ရလာတဲ့ဖြစ်ပေါ်လာတဲ့အကျိုးတရားမှုရလက်ပေါ့နော် noun အနေနဲ့အကျိုးတရားမှုပေါ့အဓိပ္ပာယ်ဆိုလို့ရှိရင်အဲ့လိုမျိုးနေရာမှာ noun အနေနဲ့ကျွန်တော်တို့အသုံးပြုတယ်ပေါ့နော်ဥပမာအဖြစ်နဲ့ဆိုလို့ရှိရင်ဒီမှာကြည်ပါမောင်း the medicine had a positive effect on his recovery အဲ့စေကတဲ့သူမြန်မြန်နလန်ထူဖို့အတွက်ဆိုလို့ရှိရင် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုဖြစ်စေတယ်တဲ့ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိတယ်ပေါ့ဒါပေမဲ့တော့ဒီမှာနောင်းနေတဲ့သုံးသွားတာပေါ့နော် okay နောက်တစ်ခု the storm had a devastating effect on the village မုံတိုင်းကတဲ့ရွာကိုတဲ့ devastating ဆိုအကြီးကျယ်ကိုဖျက်ဆီးတာအကြီးကျယ်ကိုဖျက်ဆီးတဲ့အကျိုးသက်ရောက်မှုဖြစ်သွားတာတဲ့ မြတ်ဆိုအဲ့မုန်တိုင်းကဝင်ရောက်ပြီးရွာရုပ်ကြီးကျယ်အကြီးကျယ်ကိုဘောတော့ဖျက်ဆီးသွားတာပေါ့နော်ဒီမှာလည်းကျွန်တော်တို့ effect တွေကျွန်တော်တို့နောက်နေနဲ့သုံးသွားတာပေါ့နော် okay အဲ့တော့ဒီနားမှာကျွန်တော်ကိုယ်တော်မတို့နည်းနည်းလေးဥမာတစ်ခါလေးနည်းနည်းလေးလွဲပြီးတော့မှတ်တက်ဟာလေးပေါ့နော်ချို့ကိုယ်တော်မတို့ကြာလေဒီ a နဲ့ပေါင်းတဲ့ effect ကကြာတော့သူက negative ပုံစံ e နဲ့ပေါင်းတဲ့ effect ကကြာတော့ကျွန်တော် positive ပုံစံဆိုပြီးနည်းနည်းလေးမှတ်တက်ကြတယ်မဟုတ်ပါဘူးရှင့်သူတို့နှစ်ခုလုံးဒီကျွန်တော်တို့ positive ပုံစံကို negative ပုံစံကိုသုံးလို့ရပါတယ်။ကိုပြောချင်တဲ့ စကလုံးပေါ့နော်ကိုပြောချင်တဲ့ပုံမှာစကြောပုံမှာမူတည်ပြီးတော့အသေးပဲလေးတွေကကိုပြရတာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်ကိုတို့မတို့ positive ပုံစံရော negative ပုံစံရောသုံးလို့ရပါတယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီနားလေးမှာမှတ်ချက်အနေနဲ့လေရှာရှာပပပေါ့နော်ကျွန်တော်တို့ခုနပြောခဲ့တယ်ကျွန်တော်တို့ in about နဲ့ effect ဒီကျွန်တော်တို့ buff ကျွန်တော် in about နဲ့ effect က now အဲ့လိုပြောခဲ့တယ်နော်ဒီမှာကျကျွန်တော်တို့ရှာရှာပပလေးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ in about နဲ့ effect ကိုကျွန်တော်တို့နောက်နေတဲ့သုံးနာကိုတွေ့ရနိုင်ပြီးတော့ ်ဤနဘောင်းတဲ့ effect ကိုကျွန်တော်တို့ buff နဲ့သုံးတာကိုတွေ့ရနိုင်ပါတယ်ဒါပေမဲ့သူရှက်ရှက်ပါပါပဲเนาะဘယ်လိုနေရာမှာသုံးလဲဆိုရင်ကျွန်တော်တို့ဒီ effect ကိုနောက်အနေနဲ့ psychology ပြမဆိုစိတ်ပညာသဘောတရားရပါတော့သူရဲ့ emotion ခံစားချက်တွေပြောတဲ့အခါမှာဆိုလို့ရှိရင်အသုံးပြုတယ်သူ့ကိုကျွန်တော်တို့ဒါနောက်အနေနဲ့အသုံးပြုတယ်ပေါ့ဒီဤနဘောင်းတဲ့ effect ကိုကြတော့ကျွန်တော်တို့သူက buff အကြောင်းတရားကိုအကြောင်းအရာကိုဖြစ်စေတာအဲ့လိုမျိုးနေရာမှာကြတော့သူ့ကိုကျွန်တော်တို့ buff နဲ့စိတ်ပပသုံးတာကိုတွေ့ရပါတယ်တဲ့ okay ဥမာနေနဲ့ဆိုလို့ရှိရင် his flat effect showed no emotion ဒီမှာကျွန်တော် his flat effect ဒီမှာ effect ကိုကျွန်တော်တို့ဒါ noun အနေနဲ့သုံးတော့တာเนาะဒီ showed က verb မလို့လीเนาะအဓိပ္ပာယ်ကျွန်တော် his flat effect ရဲ့အဓိပ္ပာယ်ကပြောမှာဆိုလို့ရှိရင်ဒီသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာဘောเนาะဒီစိတ်ပိုင်းဆိုင်ရာစမ်းသပ်ချက်တွေအရာပေါ့သူ့ရဲ့မျက်နှာသွေးမြေလက္ခဏာတွေခနာကိုပုံစံနေထားလက္ခဏာလက္ခဏာတွေကလေ showed ပြတ်တနေပါတယ်တဲ့ no emotion ဘာစိတ်ခံစားချက်မရှိဘူးဆိုတဲ့ပုံစံကိုပြနေတာတဲ့ ဘာစိတ်ခံစားချက်မှမရှိဘူးဆိုတဲ့ပုံစံကိုသူရဲ့ဒီပြင်ပြင်သွင်းပြင်းလက္ခဏာတွေကပြနေပါတယ်ဒီနေရာမှာအဲ့နေရာမှာကျွန်တော်က effect ကိုနောင်းနေနဲ့သုံးထားတာပေါ့နော်နောက်တစ်ခု effect မဗတ်နဲ့သုံးမယ် the manager hopes to affect change in the organization manager ကတဲ့ဒီအဖွဲ့အစည်းမှာတဲ့အပြောင်းလဲဖြစ်စေဖို့အကြောင်းတရားဖြစ်လာနိုင်မယ်လို့ပေါ့နော်အဲ့ဒီမျှော်လင့်နေတယ်မတော်ချေကြောင့်လည်းမှာ hope to affect ဒီ effect ကိုကျွန်တော်က verb နဲ့သုံးသွားတာဆိုတော့ မန်နေဂျာကအဖွဲ့အစည်းထဲမှာပေါ့နော် အပြောင်းလဲဖြစ်ဖို့သူမျှော်လင့်နေတယ်ပေါ့ဒေးဗစ်ဒီမှာအပြောင်းလဲဖြစ်ဖို့ဆိုတော့ဒေးဗစ်ဖြစ်သွားတာပေါ့โอเคเนาะအဲ့ဒါဒါမျိုးလေးမှာကျွန်တော်ရှက်ရှက်ပပလေးသုံးလို့ရနေတယ်ပေါ့နော်အဲ့ကျွန်တော်ပြန်အနည်းချုပ်မယ်ဆိုလို့ရှိရင် A နဲ့ပေါင်းတဲ့ effect ဒီ verb မြန်မာဆိုရင် action ကျိုးရလက်ကိုဖြစ်စေတယ်နောက်ကျွန်တော် E နဲ့ပေါင်းတဲ့ effect သူကကျတော့ noun at resort လို့ခေါ်တာပေါ့အကျိုးရလက်โอเคရှင်းသွားပြီထင်ပါတယ်เนาะအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်